ချစ်ဥစွာဖျားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကနေ့မနေ့မှာလည်းကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ရေးအားမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်တိမောသေဩဝါဒစာဒုတိယစာအခန်းကြီး1အခန်းငယ်20မှ23ဖြစ်ပါတယ်ကြည်စွာသောအိမ်၌ရွှေတစားငွေတစားသာရှိသည်မဟုတ်တိတ္တတစားမြေတစားရှိ၏ အတေရှိသောတစားအတေမရှိသောတစားရှိ၏တို့ဖြစ်၍အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကိုပယ်၍မိမိကိုစင်ကြယ်စေသောသူမြည်သည်ကအတေရှိသောတစားတန့်ရှင်း၍အိမ်ရှင်သုံးစရာကောင်းသောတစားကောင်းသောအမှုများအဖို့လို့ငါပြင်ဆင်သောတစားဖြစ်လိမ့်မည်ဖတ်တော်တော်နုကပတ်တော်အားဖြင့်ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာဝိညာဉ်ရေးရာမှာအတ္တတဖန်တုန်တင်ဖွင့်ပြကောင်းကြီးရှိပါစေ။ ချစ်လှစွာသောဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ဒီကနေ့နှုတ်ကပတ်တော်ကကျွန်တော်ကျမတို့ဘာပြောနေတယ်လဲဆိုတော့ကြီးစွာသောအိမ်နဲ့အိမ်တိုင်းမှာခံပေါင်းမြောက်များစွာရှိပါတယ်အိမ်ခန်းရှိမယ်အိမ်ခန်းရှိမယ်မိဘခန်းရှိမယ်တန့်စင်ခန်းရှိမယ်စသည်အားဖြင့်အိမ်တိုင်းရဲ့ဖွဲ့စည်းပုံအခန်းတွေရှိပါတယ် ထိုဖက်စည်းထားတဲ့အခန်းတိုင်းမှာအိမ်ရှင်သုံးဆရာကောင်းတဲ့အရာတွေရှိပါတယ်အိမ်ရှင်သုံးဖို့လိုအပ်နေသောပစ္စည်းတွေရှိပါတယ်ထို့တကြောင်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တအแทမှာလဲဝိညာဉ်ရမှာဆင်ခြင်တဲ့ခါမှာဖယားသခင်ဒီတချို့သောသူတွေကိုရွှေတစားကဲ့သို့အတုံးပြုတဲ့ငွေတစားကဲ့သို့အတုံးပြုတဲ့ တချို့သောသူတွေတစ်တားတစားဖြစ်အသုံးပြုတယ်တချို့သောသူတွေမြေတစားဖြစ်အသုံးပြုတယ်တချို့သောသူတွေကိုအသေးရှိတဲ့နေရာမှာတစားပလာဖြစ်အသုံးပြုတယ်တချို့သောသူတွေကိုအသေးမရှိတော့နေရာမှာတစားပလာဖြစ်အသုံးပြုတယ်စသည်အားဖြင့်အခမ်းမှာရှိတဲ့ပစ္စည်းတွေဆိုရင်အသေးရှိတဲ့တစားပလာတွေဖြစ်တယ်လို့တန့်စင်ခန်းထဲမှာရှိတဲ့အရာတွေဆိုရင်လည်းပဲ ဒီနေ့အရှင်အတုံးတဲ့သောတဇာပလာတွေဖြစ်ပေါ်တာအရေးကြီးပါတယ်။ထို့ကြောင့်ချစ်လက်စွာသောညီကိုမောင်နှမများဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာထဲမှာအသက်ရှင်အစီခံတဲ့ခါမှာတယောက်နဲ့တယောက်မနှိုင်းမတိုင်းဖို့မတမ်းမအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တခင်အတုံးတဲ့သောတဇာဖြစ်ဖို့ကအဓိကဖြစ်ပါတယ်။တခင်တုံးနေတာက ်ဂျေဇုတော်ဖြစ်ပါတယ်ထို့ကြောင့်ကျောင်းတင်တဲ့ကျွန်တော်ကိုဘုရားသခင်ဘယ်နေရာမှာတုံးနေတယ်လဲအတုံးတဲ့တော့တစားဖြစ်ဖို့ကအဓိကအရေးကြီးပါတယ်ထို့ကြောင့်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာဝိညာဉ်ရေးရာမှာစင်ကျင်တတိထားဖို့အမတန်မှအရေးကြီးသောအချိန်ကာလဖြစ်ပါတယ်တခါတလေကျွန်တော်ကျမတို့ဒီသူတပားနဲ့တွားတိုင်းတွားနှိုင်းတဲ့ခါမှာအငငယ်စရာတွေတိမ်ငယ်စရာတွေ မှန်မှန်တွေဖြစ်တတ်လာတာကိုတွေ့ရပါတယ်။ထို့တကြတတိထားဆင်ခြင်ဖို့ရန်အတွက်ဖရာသခင်တင့်ကိုဘယ်လိုနေရာမှာတုံးနေတယ်။သခင်တုံးနေတော့အတုံးတဲ့တော့တစားဖြစ်ဖို့ကတာအဓိကအရေးကြီးတယ်ဆိုတာကိုဒီကနေ့ခွားပေးနှုတ်ဆော်ပြရစေ။ထို့တကြောင့်ယခုလိုဆိုးရုပ်ခဲရင်နေတော့ခက်ကာလအချိန်မှာအထူးသဖြင့်သခင်ယေရှုခရစ်တော်ပြန်လည်ကြွလာဖို့အမတန်မှနီးကပ်နေတော့ အချိန်မှာဘုရားသခင်သည်သူဖန်ဆင်းထားတဲ့လူသားတွေတယောက်စီတိုင်းမပြည့်စုံမဆုံးရှုံးဖို့ရန်အတွက်နေရာတိုင်းမှာဘုရားသခင်ကလူတိုင်းကိုအလိုတော်ရှိသည့်အတိုင်းအတုံးပြုတ်နေတယ်ဆိုတာကိုတွေ့ရပါတယ်ထို့ကြောင့်ချစ်လက်စွာသောညီကိုမောင်နှမများတို့တင်တဲ့ကျွန်ုပ်ကိုဘုရားသခင်ရှိတဲ့ညာရောက်တဲ့အရတ်မှာသခင်အတွက်အတုံးတော်ခံနေတော့အတုံးတဲ့တော်တစားဘလာဖြစ်ဖို့ကတာ အဓိကဖြစ်ပြီးမှအတုံးတော်ခံနေတဲ့တင်တဲ့ကျွန်တော်ဒီအချင်းချင်းမတိုင်းမနှိုင်းဖို့အမတမအရေးကြီးပါတယ်အိတ်ခမ်းမှာတခင်တုံးဖို့လိုအပ်တဲ့ပစ္စည်းတွေကအိတ်ခမ်းဆိုတဲ့နေရာမှာရှိဖို့လိုသလိုအိတ်ခမ်းမှာတခင်အတုံးတဲ့ဖို့ပစ္စည်းတွေကအိတ်ခမ်းမှာရှိဖို့လိုအပ်တယ်လို့တန့်စင်ခမ်းမှာတခင်တုံးဖို့လိုအပ်နေသောပစ္စည်းတွေကတန့်စင်ခမ်းဆိုတဲ့နေရာမှာရှိဖို့ လိုပါတယ်ထို့တကြောင့်တခင်တင့်ကိုတုံးဖို့ရန်တွင်းတင်ရှိတဲ့နေရာရောက်တဲ့အရက်မှာတခင်အတွက်ကြည်ကြည်နတ်နတ်နဲ့အတုံးတော်ခံဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွားပေးဝိညာတိုက်တွန်းခြင်းဖြစ်ပါတယ်တခင်အတုံးတဲ့တော်တစားဖြစ်ဖို့ကအဓိကကြပါတယ်ချစ်လစွာသောဓမ္မမိတ်ဆွေယုံကြည်သူလို့ပေါ်ဆောင်ပေးညီကောင်မောင်တို့အရောက်စီတိုင်းတို့ဒီနေ့တင်တဲ့ကျွန်တော်ဒီရှိနေတဲ့နေရာရောက်တဲ့အရက်မှာ သခင်အတွက်အတုံးတဲ့တော့တစားပလာဖြစ်ဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းပါတင်းရဲ့ဘဝအတ္တတာထဲမှာအာငယ်မှုတွေတင်ငယ်မှုတွေလိုအပ်မှုတွေရှိနေတယ်ဆိုရင်ဒီနေ့ကျွန်တော်နဲ့အတူသခင်ထံမှာခွန်အားအစွမ်းတက်ပြီးဉာဏ်ပညာနဲ့ကျင့်နဲ့ဝမ်းမြောက်စွာအတုံးတော်ခံအစီခံဖို့ရန်အတွက်ခဏလောက်အတူတကွဆုတောင်းပတနာပြုကြရအောင်ဒါဒီမီတယောက်စီတိုင်းကိုချစ်တဲ့သာရအဖအမျက်စွာတော်ဖရာ ဒီနေ့ကိုရောရဲ့ရွေးချယ်ခြင်းရွေးကောက်ခြင်းကိုရောရဲ့အတုံးတော်ခံခြင်းကျေးဇူးတော်များကိုပြန်လဲရည်သွဲချီးမွမ်းတယ်လို့ဒီနေ့ဒါကျွန်တော်မျိုးနဲ့အတူကိုရရှင်မျက်မှောက်တော်တိုးဝင်လာပြီးဆုတောင်းပတနာပြုနေကြတော့ယုံကြည်သူလှုပ်ပေါ်ဆောင်ဘက်ဓမ္မမိတ်ဆွေညီကိုမောင်မအယောက်စီတိုင်းအပေါ်မှာတခင့်ထာမကျင့်တတ်ခြင်းညိတ်သက်ခြင်းဝမ်းမြောက်ခြင်းကျေးဇူးတော်များကိုခံစားရပြီးမှကိုရရဲ့အမှုတော်မြတ်ထဲမှာကြာရကဏ္ဍမှာ တခင်အတုံးတဲ့တော်တဇလာတဇပလာအဖြစ်နဲ့အတုံးခံတော်သူရောက်စီတိုင်းဖြစ်ဖို့ရန်အတွက်ဆက်ကအနံဆုတောင်းတဲ့အခါသာသမီတယောက်စီတိုင်းကိုချစ်တဲ့တခင်ရှုဖျားနာမဖြစ်ကျေးဇူးတော်ချီးမွမ်း၍ဆက်ကအနံဆုတောင်းကြပါ၏ထာဝရအဖမြတ်စွာဘုရားသခင်အာမင်